အားလုံးပဲမင်္ဂလာပါ။ MacBook သုံးနေသူတိုင်းလုံးဝလုံးဝတိထားတဲ့အခြေခံဆက်တွင်လေးတွေရှိပါတယ်။ဒီဆက်တွင်လေးက MacBook သုံးနေသူတိုင်းအတွက်အရေးကြီးပါတယ်။သူတို့ဖြင့် MacBook ကိုအခုမှစသုံးမဲ့လူတွေဒါမှမဟုတ် MacBook တလုံးမကြခင်ဝယ်ဖို့စီစဉ်ထားတဲ့လူတွေဒါမှမဟုတ်နောက်တစ်ချိန် MacBook သုံးတဲ့အခါကြိုပြီးလေ့လာချခြင်းတဲ့သူတွေအတွက်သင်တော်ပါတယ်။မတည်ဘူးဆိုရင် MacBook ကိုသုံးပြီးအလုပ်လုပ်တကအလုပ်တွင်ကျင်သေးတယ်လို့မတွင်ကျင်နိုင်ပါဘူးပြီးတော့ MacBook ကိုတန်အောင်ခိုင်းပေးဖို့လည်းလိုပါတယ် တိထားခြင်းအပြင်ဆိုရင်နေ့စဉ်ပေါ်ရတဲ့ကမက်ဘုတ်လေးကိုတုံးပြီးအလုပ်လုပ်တိုင်းတကယ်ကိုအဆင်ပြေနေပါလိမ့်မယ်ပြောရမယ်ဆိုရင်မက်ဘုတ်ကို professional တယောက်လိုမျိုးခိုင်းလို့ရတဲ့အထီးတော်အလုပ်တွင်ကျေစေပါတယ်ဒီဆက်တွင်နေအားလုံးကိုကင်တွင်နိုင်ပြီဆိုရင်တော့တင်ရမက်ဘုတ်ကို share plan နဲ့တန်အောင် ခိုင်းလို့ရပါပါလိမ့်မယ်တချို့စကလုံးလေးတွေကိုအတန်မှထွက်မိထားတဲ့အတွက်ကြိုပြီးတော့တောင်းပန်ပါတယ်ခင်ဗျာ MacBook မှာဖွင့်ထားတဲ့ application တွေကိုကျွန်တော်ကတနေရာနဲ့တနေရာရွှေ့တဲ့အခါမှာဆိုရင် trackpad ပေါ်မှာလက်သုံးချောင်းနဲ့တင်ပြီးတော့ရွှေ့တာပို့ပြီးတော့အဆင်ပြေပါတယ်။ Magic Mouse တွေတခြား mouse တွေနဲ့ရွှေ့တဲ့အခါဆိုရင်တော့အဆင်ပြေတယ်ဆိုပေမဲ့ကျွန်တော်ကအဲ့ဒီ mouse တွေမရှိဘူးဆိုရင်ဒီ trackpad နဲ့ရွှေ့တဲ့အခါလက်တစ်ချောင်းနဲ့ရွှေ့ရတဲ့လက်သုံးချောင်းပို့ပြီးတော့ရွှေ့ရအမြင်ပါတယ်။အခုဒီမှာဆိုရင်အာဒီဖွင့်ထားတဲ့ application လေးပေါ့နော်။ဒီ Safari window application ကိုကျွန်တော်က တနေရာနဲ့တနေရာရွှေ့ရခါမှာဆိုရင်လက်သုံးချောင်းလေးနဲ့ပဲရွှေ့တာပေါ့နော်ပြီးတော့ဒီလိုမျိုး zoom အချုံအချက်လုပ်တဲ့ခါမှာဆိုရင်လည်းလက်သုံးချောင်းလေးနဲ့လောက်ရတာပို့ပြီးတော့အဆင်ပြေပါတယ်တော်တော်များများက60ရာခိုင်နှုန်းကဒီလိုမျိုးလက်သုံးချောင်းနဲ့ဒီရွှေ့ကြတာများပါတယ်အဲ့တော့ဒါပေမဲ့ဒီဗီဒီယိုကကျတော့ဒီဒီလုံဆောင်ချက်ကိုဒီ setting လေးကိုဘာလို့ပြောချင်တာလဲဆိုတော့ blue အစ်စ်တင်အတွင်းနဲ့ အဲ့လိုမျိုးရွှေ့တဲ့ခါဆိုရင် truck bed ပေါ်မှာလက်တစ်ချောင်းနဲ့တင်ပြီးတော့ရွှေ့ရတာမျိုးကြီးဖိပြီးတော့ရွှေ့ရတာမျိုးကြီးရှိရပါတော့။အာတက်တောင့်တတာမဖြစ်စေဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဒီလိုမျိုးလက်သုံးချောင်းနဲ့ဘယ်လိုမျိုးရွှေ့ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာပါ။ So အဲ့လိုမျိုးရွှေ့ဖို့အဲ့လိုမျိုး setting ကိုကျွန်တော်ကဘယ်လိုမျိုး on ရမလဲဆိုရင် setting application ကိုဖွင့်ပါ။ပြီးရင်တော့ဒီဘယ်ဘယ်ချက်မှရှိတဲ့ accessibility ကိုတစ်ချက်နေပြီးတော့ဟိုအောက်လေးကိုဆွဲလိုက်ပါ။ပြီးရင် pointer control တစ်ချက်နေမယ်။အဲ့ကနေမှတစ်ဆင့် trap back options ကိုတစ်ချက်နေလိုက်ပါပြီးရင်တော့ဒီအောက်သေးမှာစီရဲ့ use trackpad for dragging မှာတစ်ချက် on ပေးလိုက်ပါမယ်အခုကျွန်တော်ပြန် on လိုက်မှာနော်ပြီးရင် dragging style မှာဆိုရင် three finger drag ကိုရွေးပေးလိုက်ပါမယ် okay ပြီးရင် okay တစ်ချက်နေမယ်ဒါဆိုရင်ကျွန်တော်ရွှေ့လိုက်မှာပေါ့နော်ရွှေ့ချင်မယ်ရွှေ့လို့ရတယ်ဒီလိုမျိုးလက်သုံးချောင်းလေးနဲ့ရွှေ့ရတာကရွှေ့ရအပြင်ကိုကျွန်တော်က zoom အချုပ်ချက်လောက်တာပေါ့နော် window ရဲ့အရွယ်စားလေး window ဆိုတာဒီ ဖွင့်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်ရဲ့အရွယ်စားလေးရွှေ့တဲ့နေရာမှာလည်းသုံးဝင်တယ်ပုံမှန်ပြည့်ဆိုရင် mouse နဲ့ရှိ mouse ရှိရင် mouse နဲ့ရွှေ့တယ်အဲ mouse မရှိဘူးဆိုရင်လက်သုံးချောင်းနဲ့ setting ကို on မထားဘူးဆိုရင်တော့ track pad ကနေလက်လေးနဲ့ဖိပြီးရွှေ့ရတာကတိတ်ပြီးတော့ convenient မဖြစ်ဘူးပေါ့နော်အဲ့တော့အားကြောင့်မလို့ကျွန်တော်ဒီ setting လေးကိုပြပြပေးရပါ โอเคပါတခါတလေကြာရင်ကျွန်တော်ဒီ MacBook ကိုစဝယ်တဲ့အချိန်မှာမျိုးပဲဖြစ်ဖြစ်ပါလာတဲ့ Mac OS မှာဆိုရင်သူကဒီ Apple ကနေမှလည်းစင် default အနေနဲ့ချိန်ပေးလိုက်တဲ့ setting တွေရှိပါတယ်။အဲ့ဒီ setting တွေတိုင်းကျွန်တော်ကအဲဒီအသုံးပြုကြရပါတော့။ဒါပေမဲ့တချို့သူတွေအတွက်ကတော့အဆင်ပြေတာရှိလို့တချို့သူတွေကတော့အဆင်မပြေပါဘူး။ဥပမာဒီ desktop ရဲ့ဒီလွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်ရင်ပေါ့နော်။ဖွင့်ထားတဲ့ application တွေကိုပေးဖယ်ပြီးတော့ desktop ကြီးကိုမြင်အောင်လုပ်တာပေါ့နော်။ ဒီကျွန်တော်ကဒီဖွင့်ထားတဲ့ application ဒီမှာဆိုရင်၄ခု၅ခုလောက်ရှိပါတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော် ChatGPT application မှာတခုထပ်ဖွင့်လိုက်ပါနော်ပြီးရင်ဒီလိုမျိုး application တွေဖွင့်ထားတယ်ကျွန်တော်မဲ့ကျွန်တော်က desktop ပေါ်မှာရှိတဲ့ folder တွေ bari ညာတွေအကုန်လုံးကိုမြင်ရှင်းတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်က desktop ကြီးကိုနှိပ်ရတာမျိုးရှိတယ်အဲ့ဆိုရင်ကျွန်တော်ကဒီ desktop ရဲ့ load တဲ့နေရာမှာတစ်ချက်နှိပ်လိုက်တာပေါ့နော်ဒါဆိုရင်တော့ desktop ကိုမြင်မြင်အောင်သွားလုပ်ပေးတချို့သူတွေကတော့စင်ပြေတယ်ကြိုက်တယ်တချို့သူတွေကတော့ဒီ feature က annoying ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ feature ကိုကျွန်တော်ကဘယ်လိုမျိုးပိတ်လို့ရမလဲဘယ်မှာတပ်ပိတ်ရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်နော်ဆိုတော့အဲ့ဒီအတွက်ဆိုရင်အဲ့ဒါကိုပိတ်ဖို့အတွက်ဆိုရင် setting ကိုတစ်ချက်နေလိုက်မယ်ပြီးရင်ဒီ general တွေကနေမှတစ်ဆင့် sorry uh desktop and dock ကိုသွားမယ်ပြီးရင်အမှန်ဆိုရင် desktop and desktop and state manager အောက်မှာဆိုရင် click wallpaper to revert desktop အမှဆိုရင် always ဖြစ်နေပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော် only in state manager ကိုချက်နေလိုက်ရွေးပေးလိုက်ပါအဲ့ဆိုရင်ကျွန်တော် desktop မှာ click လဲ desktop ကြီးကိုမမြင်ရတော့ဘောเนาะ okay ပါအဲ့ဆိုရင်တော့ဒီ setting လေးကိုကျွန်တော် always လုပ်ထားမယ်ဆိုရင်တော့ဒီလိုမျိုးဖြစ်သွားမယ် desktop ကြီးကိုမြင်အောင်လုပ်လို့ရတယ်မဖြစ်ချင်ဘူးဆိုရင်တော့ only in state manager ကိုရွေးပြီးတော့လုပ်လို့ရပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ Mac ဒီ Mac OS မှာပဲသုံးနေတဲ့အခါမှာအလုံးလုံးနေခါမှာဆိုရင်ကျွန်တော်တို့တချင်းနေနားထောင်ကျင်တဲ့ခါမျိုးရှိရပါတော့အထူးသဖြင့်ဒီအဲစိတ်ကိုအပိုင်းဖြည့်စေတဲ့စိတ်ကိုပြေလျော့စေတဲ့ဒီအတန်လေးတွေနားထောင်ကျင်ကြတာမျိုးရှိပါတယ်ပုံမှန်ရေးကြတဲ့အတန်လေးတွေတို့မျက်တန်လေးတွေတို့ဒီပင်လယ်လိုင်းပုံတန်လေးတွေပေါ့နော်အဲ့တော့အဲ့လိုမျိုးကြားချင်နေဆိုရင်ပုံမှန်ဖြစ်ဆိုရင်ဒီ YouTube ကိုတွားပြီးတော့အဲ့ဒီ channel တွေကိုတွားပြီးတော့ဖွင့်တာမျိုးရှိရပါတော့ အခုဒီ macOS မှာဆိုရင်အဲ့ဒီ feature ပါတယ် iPhone မှာလည်းပါတယ်ဒီ macOS မှာလည်းပါပါတယ်အဲ့ဒီ setting ကကျတော့ကျွန်တော်က on ပေးလိုက်တယ်ဆိုရင် okay အဲ့ဒီတန်လေးတွေကကျွန်တော်ကျွန်တော်ကကိုအလုံးလုံးတဲ့ခါမှာဆိုရင်အထောက်ကူပြုစေတယ်ဗောနော်တချို့သူတွေတက်ဗောနော်တချို့သူတွေတက်ကလည်းအထောက်ကူမပြုစေပါဘူး okay အဲ့ဆိုရင်အဲ့ဒီအဲ့တော့ background sounds လို့ခေါ်ဗောနော်ဒီ macOS မှာပါတယ်အဲ့ဒါကျွန်တော်ဗမာသားရှာလို့ရတယ်ဆိုရင် ီ setting မှာသွားရမယ် setting သွားပြီးတော့ accessibility ပြီး audio ဒီမှာဆိုရင် background sound ဆိုတာလည်းရှိရဲအဲ့ဒါလေးကိုကျွန်တော် on ထားပါတော့เนาะအဲကျွန်တော်ပြတစ်ချက်ပြန် off ပြန်မယ်เนาะ offline အတန်လေးပြောက်သွားတယ်အဲတော့ကိုကအလုံးလုံးချင်တယ်အဲ့လိုအတန်လေးနားထောင်ချင်ရေးကြတဲ့အတန်လေးနားထောင်ချင်တယ်ဗာလေးနားထောင်ချင်တယ်ပေါ့เนาะအဲ့လိုနားထောင်ချင်တယ်ဆိုရင် background sound ကိုဒီမှာလာ on ပေးလိုက်ရမှာပေါ့เนาะ ပြီးရင်အတန်းအတန်းမျိုးအတန်းအမျိုးအစားကိုကျွန်တော်ဒီ background sound ရဲ့ဒီမှာ choose လုပ်ပြီးလို့ရတယ်အခုဒီမှာဆိုရင်ဒီလိုအတန်းလေးရအောင်ပေါ့နော်ညာပိုင်းဆိုလည်းညာပိုင်းရောပါပေါ့နော်ဒီရောအတန်းလေးထုတ်ပေးပါတယ်အဖိုင်အဖိုင်အားဆိုရင်မီးမီးဖို့လေးပြီးနောက်မှာအိမ်နေရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုအတန်းလေးမီးဖို့လေးကနေမီးတောက်တဲ့အတန်းလေးထွက်နေပေါ့နော် rain ဆိုလည်းမိုးရွာတဲ့အတန်းလေးထွက် ဲဒါဒီလိုမျိုးလေးရှိရပေါ့နော်အဲ့တော့အသုံးဝင်နေဆိုရင်ကျွန်တော်အဒီ feature လေးကိုသုံးလို့ရပါတယ်ဒါဒါလေးတည်အောင်ကျွန်တော်ပြပြပေးရပါဟုတ်ကဲ့ပါနောက်တစ်ခုကကျတော့ကျွန်တော်ဒီ Mac OS မှာမြန်မာ Unicode keyboard ထည့်တာ ਨੇ ပြီးတော့မြန်မာ Unicode keyboard ရိုက်တာကိုကျွန်တော်ပြပြပေးမှာပါအဲဒီအခုစ MacBook ကိုစသုံးနေတဲ့တွေအတွက်ဆိုရင် မြန်မာ keyboard မြန်မာ unicode keyboard ကိုဒီအပြင်ကနေပေါ့နော်အသပါတီသပါတီ keyboard တွေထည့်ထည့်ချတာမျိုးရှိရယ်ဥပမာ key magic တို့ပိုလို့မော်နော်အဲ့တော့ဒီမှာဆိုရင်ထည့်ကြရမလို့ဒီ macOS မှာအစတည်းကပါဝင်တာပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်ဒီမြန်မာစာလေးတွေကိုဒီရိုက်ထားတာကမြန်မာ Unicode keyboard ကိုတုံးပြီးတော့ရိုက်ထားတာပါ။အဲဒါ Apple ရဲ့တရားဝင်ထောက်ပံ့ပေးထားတဲ့ keyboard ပါ။အဲတော့ဒီ keyboard လေးကိုကျွန်တော်ဘယ်လိုမျိုးထည့်ရမလဲဆိုရင် setting ကိုသွားလိုက်ပါမယ် setting ကနေမှတစင်ဟိုအောက်မှာရှိတဲ့ keyboard လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် import source မှာဆိုရင် edit ကိုတစ်ချက်နှိပ်လိုက်ပါမှာဆိုရင် US နဲ့မြန်မာဆိုပြီးဖြစ်နေလာပါလိုက်ဖြစ်နေပါလိမ့်မယ်ကျွန်တော်တော့ဒီမြန်မာ keyboard ကိုထည့်ထားတာဖြစ်တဲ့တော့ဗောနကျွန်တော်ပြန်ဖြုတ်ပြပါမယ်ပြန်ဖြုတ်ပြီးပြန်ထည့်ပြမှာနော် okay အဲ့ edit လုပ်မယ်ဆုံးတော့ကအပေါင်းလေးလုံးနေလိုက်ပါ ရင်ပါမိဆိုတာလေးရှိပါတယ်အပေါ်ဆုံးမှာဒီညာလေးမှမပေါ်ဆိုရင်ဒီအောက်လေးကိုနည်းနည်းလေးဆွဲသွားလို့ရတယ်အဲဆိုရင်ပါမိဆိုပြီးတော့ရှင်းပြပါလိမ့်မယ်အဲ့တော့ပါမိစမှာက2မျိုးရှိပါတယ် keyboard နှစ်မျိုးရှိတယ်အဲဒီ QWE ရ DY မဟုတ်ဘဲနဲ့ဒီအပေါ်ဆုံးကမြန်မာလို့တည်တမ်းလေးပါတယ် keyboard လေးဝယ်ယူပြီးတော့ add လုပ်ရပါမယ် okay အဲဆိုရင်အဲကျွန်တော်ကမြန်မာစာမြန်မာ Unicode keyboard စာပြီးရိုက်လို့ရပါပြီကျွန်တော်ထပ်ရကြည့်မယ်နော် ကေဒါတော့ကျွန်တော်ကဘာဘာဒီဒီ setting ကကျွန်တော်ဘယ်သူတွေအတွက်လဲဆိုရင်အခုမှစပြီးတော့ map ဝယ်တဲ့သူတွေဖြစ်ဖြစ်ဒါမှမဟုတ်ကိုကတစ်ခုနောက်တစ်ချိန်မှာ map သုံးချင်လို့အဲဘယ်ဖြစ်ဖြစ်တစ်ခုမှတ်ထားလို့ရတယ်ပေါ့နော်ဒါမှအဓိကကတခြား software တွေပါမှ install လုပ်ဆရာမလိုပဲနဲ့သူ့မှာ default အနေနဲ့ပါတဲ့ keyboard လေးကိုသုံးလို့ရပါတယ်โอเค map book မှာ right click နေတာနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်ပြပြပေးစင်ပါတယ် right click ကကျတော့ကျွန်တော်က folder တစ်ခုဘောနော်ဒီတစ်ခုခုနဲ့ပတ်သက်တဲ့ information ပို့ပြီးတော့အာ information တွေပို့ပေးရခြင်းတဲ့အခါမှာဆိုရင် right click တွေတုံးရမျိုးရှိရပါတော့ဟိုမှာဒီကျွန်တော် application folder လေးကိုဖွင့်လာတယ်ဟိုမှာဆိုရင် app store နဲ့ပတ်သက်ပြီးတော့နောက်ထပ်လုံဆောင်ချက်တွေထပ်ပြီးလုပ်ခြင်းလဲဆိုရင်အတူပေါ်မှာ right click နေရတယ်ပေါ့နော်အဲ right click နေတဲ့အခါမှာဆိုရင်ကျွန်တော်ကဒီ track pad ကိုတုံးပြီးတော့ right click နေတဲ့ဟာလေးရှိတယ် ီ mouse ကိုတော့ပြီးတော့ regulator လည်းရှိရဲတချို့ကကျတော့အဲ့လိုပေါ့နော်ပြောင်းတုံညာမျိုးရှိပါတယ်အဲ mouse ကိုတုံလိုက် track pad ကိုတုံလိုက်တချို့ကကျတော့ mouse ကိုလုံးဝမတုံနဲ့ track track pad ကိုပဲတုံတာရှိရဲဒါဆိုရင်အဲ့မှာ right click ကကျတော့တချို့ setting တွေပါလွှင်းနေတာမျိုးတွေရှိတတ်တယ်ဒါမှမဟုတ် setting တွေပိတ်နေတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကဘယ်ထဲမှာသွားဖွင့်ရမလဲဆိုရင် setting ကိုတွားလိုက်ပါမယ် setting ကနေမှာတစ်ဆင့် level အောက်ဆုံးတော့မှရှိတဲ့ track pad လေးကိုတစ်ချက်နေလိုက်ပါပြီးရင် secondary click မှာဆိုရင် click or tap with two fingers ဖြစ်နေပါလိမ့်မယ်ကျွန်တော်ယူရထားလို့ပေါ့နော်အပုံမှန်ဖြစ်ဆိုတော့ off ထားတာမျိုးပဲဖြစ်ဖြစ်တကူယူရထားမျိုးပဲဖြစ်ဖြစ်ဖြစ်နေတာပါလေအဲ့တော့ကျွန်တော် right click ကိုကျွန်တော်မှန်မှန် right click ကိုတုံးချင်နေဆိုရင်ကျွန်တော်ကဒီမှာ လာပြီးတော့ယူပေးရပါမယ်အဲ့တော့အကောင်းဆုံး setting ကတော့ဒီ two finger two fingers နဲ့လို့တာပေါ့နော် crack pad ပေါ်မှာလက်လေးနဲ့ချောင်းနဲ့လက်ချောင်းထိပ်လေးနဲ့ထိလိုက်တာနဲ့ right click ကို knife နဲ့တာမျိုးပေါ့နော်အဲဆိုရင်ကျွန်တော်ကဒီ setting လေးကကျတော့ဒီ right click တွေဖြစ်ပါတယ်โอเคတခါလေးကြာရင် အဲတချို့သူတွေက map ဖုန်းနဲ့ i iphone နဲ့ apple ecosystem နဲ့မှာအကုန်လုံးရှိတဲ့သူရှိရပေါ့နော်တချို့ကလည်း map ကိုပဲတည်တံ့သုံးနေသူရှိရအဲ့တော့ကျွန်တော်က map ဒီ map ဖုန်းတုံနေတုံးဒီ iphone က notification နဲ့လာတာမျိုးရှိရအဲ့လိုဟာဆိုရင်ကျွန်တော် presentation လုပ်နေတဲ့အခါမျိုးပဲဖြစ်ပါဖြစ်စေအဲအနောက်ဆက်ဖြစ်ရမျိုးရှိရပေါ့နော်ဥပမာ do not disturb ကို on လုပ်တော့ရပါတယ်ဒါပေမဲ့ ဒီ iPhone notification တွေကိုကျွန်တော်ဒီ Mac OS မှာတက်မလာအောင်ကြိုပြီးပိတ်ထားလို့ရတယ်ဗောနော။အဲ့ဒါလေးကျွန်တော်ပြပြပေးပါမယ်။ဘယ်ကနေပိတ်လို့ရမလဲဆိုရင် setting ကိုတွားလိုက်ပါ။ setting ကနေမှာဆိုရင် notification အမှဆိုရင် allow notifications from for iPhone ဆိုပြီးဖြစ်နေရှိရပါတော့။အဲ့ဒါလေးကကျွန်တော်ကဒီဒီပုံမှာတစ်ချက်နေလိုက်ပါမယ်။ပြီးရင် on ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ကဒီ iPhone ကျွန်တော်ရဲ့ iPhone မှာဒီ download install လုပ်ထားတဲ့ software ရှိလိမ့်မယ်ပေါ့နော်။အဲ့တော့ ဘယ် software က notification ကိုဒီ mac os မှာတက်ခိုင်းအဲတက်ခွင့်ပြုမယ်တက်ခွင့်ပြုဆိုတာလဲကျွန်တော်ကအသေးစိတ်ပေးလို့ရပါတယ်ဒီမှာကျွန်တော်အဲဒီမှာဆိုရင် Adidas ဒီ App Store က notification ကို iPhone ပေါ်မှာရှိတဲ့ App Store application က notification ကို Mac OS မှာမတက်စေချင်လို့ဆိုရင်ကျွန်တော်ကတစ်ခုချင်းစီတည်တံပိတ်ထားလို့ရပါတယ်အဲ့လိုပေါ့နော်ဒီမှာဆိုရင် application တစ်ခုချင်းစီလာကျွန်တော်ကပိတ်ထားလို့ရတယ်လုံးဝလုံးဝပိတ်ထားခြင်းလဲဆိုရင်တော့ ျွန်တော်က10 off ကိုလောက်ထားလိုက်မယ်ဒီကအနောက်ဘက်ကြာဒီမှာဆိုရင် play sound for notification line အတန်လေးနဲ့အတူတူအဲရောပြီးပါလာမယ်ပါညာပါเนาะအဲ့တော့အတန်ဖွင့်နေတယ်ဆိုရင်လည်းဒီကောင်းလေးကို on ထားလို့ရပါတယ်အဲ့တော့လုံးဝအဲဘယ်လိုမှလည်းတခါလေးကြားရတယ်ဗျာဘယ်လိုမျိုး screen recording လုပ်နေတဲ့အချိန်မှာဖြစ်ဖြစ်ပါဖြစ်ဆိုရင်ကျွန်တော်ရဲ့ Facebook ကတရား Messenger နဲ့ပဲဖြစ်ဖြစ် I message ကနေပဲဖြစ်ဖြစ်တရားက message ပို့လာဆိုရင်ကျွန်တော်ကဒီမှာအဲ message ပို့ off ထားတာပေါ့နော်အဲဆိုရင်ကျွန်တော်ကဒီမှာတက်လာမျိုးမရှိတော့ဘူးပေါ့နော်ဟိုအဲ့ဒါတော့ iPhone notification ကို macOS မှာမတက်အောင်ပေါ့နော်ပြီးတော့တက်တက်ချင်တယ်ဆိုရင်လည်းပဲတည်တန့်ပဲ application ကနေတက်မယ်ဆိုတာကျွန်တော်တို့ပြလို့ရတဲ့ setting လေးဖြစ်ပါတယ် ဒီ Mac OS မှာဆိုရင် Spotlight ဆိုတာရှိပါတယ် Spotlight ကကျတော့ကျွန်တော်က keyboard ကနေ command နဲ့ space bar နဲ့နှိမ့်လိုက်ရင်ထွက်လာပေါ့เนาะအဲ့မှဆိုရင်ကျွန်တော်ကဒီတစ်ခုခုကိုရှာလို့ရတယ်ပေါ့เนาะဘယ်လိုပြောမလဲ Spotlight ကဒီ Mac Mac OS တစ်ခုလုံးနဲ့မှာရှိတဲ့ information တွေအကုန်လုံးကိုရှာပေးနိုင်တာအပြင်ကိုသူက internet ပေါ်ဒီပါတက်ရှာပေးနိုင်ပါတယ်ကျွန်တော်အလွယ်တကူပေါ့เนาะရှာခြင်းနဲ့ဥပမာဗျာကျွန်တော်တို့အာ ဘလိုပါတော့အင်းဒီ macOS မှာရှိတဲ့ဖားတွေအကုန်လုံးရှာခြင်းနဲ့ပါ folder တွေဖြစ်မဲ့ပုံတွေစာတွေဗီဒီယိုတွေပေါ့နော်ပြီးတော့အချက်လက်တွေ notes တွေပေါ့နော်တခါကြီးကျရင်အဲ့လိုမျိုးရှာတဲ့ခါမှာဆိုရင်အဲသူက suggestion တွေလာပေးရမျိုးရှိပေါ့နော်အခုကျွန်တော် copy ပါဆိုပြီးရှာလိုက်တဲ့ခါမှာဆိုရင် suggestion အနေနဲ့ဆိုရင်သူကဘယ်ရက်ထက်လာလဲဆိုရင် Google Chrome ကတက်တယ် folder ကတက်တယ်ပြီးတော့ notes ကတက်တယ်ပေါ့နော်ပြီးတော့ဒါတွေတက်တယ် တခါကြရအဲ့လိုမျိုးမတက်စေခြင်းတဲ့ဟာရှိရပါတော့ဒီဘယ် application ကဘယ် application က information တွေကိုဒီ spotlight မှာမရှာမလာဖို့မပြစေခြင်းဆိုတဲ့ဟာကိုကျွန်တော်ကြိုးပြီးပိတ်လို့ရတာပါเนาะအဲဆိုရင်ကျွန်တော်ဘယ်ကနေပိတ်လို့ရလဲဆိုရင်ဒီ setting ကိုတစ်ချက်နေလိုက်မယ်ပြီးရင် setting မှာဆိုရင် spotlight ဆိုတာရှိရဲ့အဲ set spotlight လေးကိုတစ်ချက်နေလိုက်ပါဒီမှာဆိုရင် spotlight ကဘယ်လိုမျိုးရှာလို့ရတာပါเนาะအဲ့တော့ရှာတဲ့ခါမှာဆိုရင် information တွေကိုဒီ ပြောပြလိုက်ကျွန်တော်ရဲ့ contact contact က information contact တွေကိုမဖော်ပြစေချင်ဘူးပေါ့နော် spotlight ထဲမှာ share လဲဆိုရင်ဒါဒါဆိုရင် uncheck လုပ်ပေးရမှာပေါ့နော်နောက်တစ်ခုက mail နဲ့ message ပေါ့နော်ထားပါတော့ဥပမာပေါ့နော်ကျွန်တော် mail နဲ့ message ကိုကျွန်တော် off ထားလိုက်မယ်ဒါဆိုရင်ကျွန်တော် spotlight share တိုင်း spotlight မှာတစ်ခုခု share တိုင်းပေါ့နော်အဲ့ဒီဒီ mail application နဲ့ message application က information တွေက spotlight မှာတက်မလာတော့ဘူးဗောနော်โอเคပါဒီမှာဆိုရင်ကျွန်တော် Mac OS မှာတခုခုဗောနော် Zoom Zoom ချဲ့ပြတဲ့ခါမျိုးရေးကိုဒီလမှာတော့နော် Zoom ချဲ့ပြဗော Zoom ချဲ့တယ်ဆိုရင်ကျွန်တော်ကဘလိုမျိုး video editing တွေပါတုံးတာမဟုတ်ဘောနော်တကယ် MacBook ကိုတုံးနေရင်လည်းကျွန်တော်က Zoom ကိုကိုကိုတိုင်းမမြင်ရတာမျိုးပဲဖြစ်ဖြစ်တခြားတဲ့ဘောပြချင်တာမျိုးပဲဖြစ်ဖြစ် presentation လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဘောနော်ကျွန်တော်ကဒီလိုမျိုးအလွယ်တကူ zoom ကိုအချုပ်ချယ်လုပ်လို့ရပါတယ်ကျွန်တော်တို့ထားပါတော့အဲ website တခုဖွင့်နေပါတော့ website တခုဖွင့်နေဒီ website မှာကျွန်တော်တို့ဒီမှာကိုကိုတိုင်းကဘယ်ဖြစ်ဖြစ်တခုခုကိုတရားရောက်ပေါ်ပြချင်တာပဲဖြစ်ဖြစ်မြင်ချင်တာမျိုးရှိရဲဆိုရင်ကျွန်တော်ကဒီလိုမျိုး zoom ချက်ပြီးပြချင်တဲ့အခါဆိုရင်ပေါ့နော် zoom ချက်ပြီးပြချင်တဲ့အခါဆိုရင်ကျွန်တော်ကဒီလိုမျိုးလေး zoom ကိုချက်လို့ရပါတယ်ဒါတော့ကျွန်တော်အခုဘာဘယ်လိုမျိုး zoom ချက်ဘယ်လိုမျိုးတုံးနေရလဲဆိုရင် trackpad နဲ့အဲ keyboard ကကီးတစ်ခုခုနဲ့ကိုကျွန်တော်တွဲပြီးတုံးတာပါ ဒါမှမဟုတ်လည်း magic mouse ကနေလည်းတွဲပြီးတော့တုံးလို့ရပါတယ်အဲ့တော့ဒီဒီလိုမျိုး zoom ကိုဘယ်လိုမျိုးချက်လို့ရမလဲဆိုရင်ကျွန်တော်ပြပြပေးမှာပါနော်အဲ့ဆိုရင်ဒီလိုအဲ့လိုမျိုးလုပ်လို့ရတဲ့ဆိုရင် setting ကိုတစ်ချက်သွားလိုက်ပါ setting ကနေမှတဆင်ဘယ်ဘက်ချက်မှရှိတဲ့ accessibility ပြီး zoom အဲ့ဒီမှာဆိုရင် the use scroll gesture with modifier keys to zoom အဲ့ဒါလေးကို on ပေးရပါမယ်အဲ့ဒါလေး on ပေးပြီးရင် ီ modifier T2 T4 scroll gesture ပါနော်အဲဆိုရင်ကျွန်တော်ကဒီ controls control control key လေးကိုနှိပ်ပြီးတော့ trackpad နဲ့ trackpad ကိုအပေါ်အောင်ဆွဲရဲဆိုရင်ကျွန်တော် zoom အချုပ်ချက်ဖြစ်သွားပါမယ်ကျွန်တော်ရဲ့ဒီလက်ကတော့ပေါ့နော် control key လေးကိုနှိပ်ထားပေးရမယ်အဲဒါမှမဟုတ်လည်းကျွန်တော် option key ကိုရွေးထားမယ်ဆိုရင်လည်း option key ကိုနှိပ်တာအာ command key ကိုနှိပ်ထားပြီးတော့ trackpad ကနေလုပ်လို့ရပါတယ်။ဒါမှမဟုတ်ရင်ကျွန်တော်တို့ magic mouse ကနေလည်းကျွန်တော်တို့ပေါ်အောင်လေးဆွဲလိုက်အောင်ပေါ့နော်။မာဒီစာဖတ်တဲ့ကဆိုရင်စာဖတ်တဲ့ကဆိုရင်အပေါ်အောင်ဆွဲတယ်လို့မျိုးပေါ့နော်။ trackpad ပေါ်မှာလက်လေးနှာချောင်းတင်ပြီးအပေါ်အောင်ဆွဲတယ်လို့မျိုးလေးပဲဆွဲပေးလိုက်အောင်မယ်။ဒါမဲ့စစွားလို့မျိုးကိုတတ်မှတ်ထားတဲ့ key တစ်ခုကိုတော့ကျွန်တော်ကဖိနေထားဖိနေထားလို့ပါပဲပေါ့နော်။ဒါတော့ကျွန်တော် zoom ဖြစ်ပါတယ်။ ဒါလည်းရန်သုံးဝင်ပါတယ်ဒီစတင်ကကျတော့တချို့လူတေလေးတွေပဲဖြစ်ဖြစ်ကိုသုံးလာကြတဲ့သူတွေပဲဖြစ်ဖြစ်တချို့မတည်သေးတဲ့သူလေးရှိရပါတော့ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုပြပြပေးရဖြစ်ပါတယ်โอเคပါဒီဒီနောက်ထပ် setting လေးကကျတော့ hot corners လို့ခေါ်ပါဘောเนาะဒါကကျတော့ဘာကိုပြောရလဲဆိုရင်ကျွန်တော်အခုဒီမှာဘောเนาะကျွန်တော်ရဲ့ mouse လေးရှိပါတယ် pointer လေးရှိပါတယ်အဲ့ဒီ pointer လေးကိုကျွန်တော်ဒီဘယ်ဘက် down လေးကိုဒီလိုမျိုးလေးထောက်လိုက်ရင် အဲဒါ launch pad လေးပေါ်လာပါတယ်အဲ application နဲ့အကောင်လုံးထားတဲ့နေရာလေးကိုသူပြပေးပါတယ်ကျွန်တော်နောက်ထပ်တစ်ခေါက်ပြန်လို့ပြန်မှာနော်ဒီ pointer လေးကိုဒီ pointer လေးကိုဘယ်ဘက် down လေးကိုထိလိုက်တာနဲ့ launch pad လေးပေါ်အောင်ကျွန်တော်လုပ်ထားပါတယ်အဲနောက်တစ်ခုကကျတော့ကျွန်တော်ကဒီညာဘက်ပေါ့နော်ညာဘက် down လေးကိုဒီလိုမျိုးလုပ်လိုက်ရင် desktop ကိုမြင်အောင်ကျွန်တော် setting လေးချိန်ထားပါတယ်ဒါကိုကျွန်တော်က hot corners လို့ခေါ်ပါတယ်အဲ့ဒါကျွန်တော်ဘယ်လိုမျိုးလုပ်လဲဆိုရင် desktop and dock ပင်ဟုတ်အောင်ဆုံးမှရှိတဲ့ hot corners တွေပေါ့နော်ဒီမှာဆိုရင်အဲ့ hot corners ကတော်တော်အသုံးဝင်တယ်ဒါပေမဲ့အဲ့ဒီ down တွေကိုတော့မထိဖို့ကျွန်တော်ကနည်းနည်းတော့ view side ဖို့လိုပါတယ်အဲအခုကျွန်တော်အဲဘယ်ဘက်အောက်ဘယ်ဘက်အောက်ဆုံး down ထိလိုက်ရင် lunch bed ထွက်တယ်အဲ့ဒီ lunch bed မထွက်ချင်ဘူးကျွန်တော်ကဒီမှာဆိုရင်ဒီလိုလေးပေါ့နော်ဒီဒီဒီမှာဆိုရင်သူက down လေးနဲ့ပြထားတယ်ပေါ့နော်ဘယ်ဘက်ပေါ် down ဆိုရင်ဒီကောင်လေးယူရမယ် ညာဘက်ပေါ်အောင်ဆုံးတောင်းဆိုရင်ဒီကောင်လေးယူရမယ်အခုကျွန်တော်ကတိထားပါတော့ကျွန်တော်ကဒီ setting မှာဆိုရင်တော့ဘယ်ဘက်ဘယ်ဘက်အောင်ဆုံးတော့ဟာလေးပေါ့အဲ့တော့ဒီမှာဆိုရင်သူကဒီကောင်လေးယူလို့ရတယ် mission control ရေ application window ရေ desktop ရေပေါ့နော်ကျွန်တော်ကြိုက်တဲ့ကိုယူလို့ရတယ်ဆိုတော့ကိုကဒီမှာဆိုရင် quick note ပေါ့နော်ကိုကတခုကွာအမြင်နဲ့စာရေးရတယ်ပေါ့နော် content writer ပဲဖြစ်ဖြစ်ကြောင်းတာပဲဖြစ်ဖြစ်တခုဘယ်လိုမျိုးပဲဖြစ်ဖြစ်ပေါ့နော် meeting minutes တွေမှတ်ရတာမျိုးပဲဖြစ်ဖြစ်ဆိုရင်အဲဒီ quick note လေးရွေးထားလို့ရတယ်။ Okay ကျွန်တော် quick note လေးကိုကျွန်တော်ရွေးလိုက်မယ်နော်။ သူပင်တန်းလောက်မယ်ဟုတ်ပြီကျွန်တော်အခုဘယ်ဘက်တောင်လဲကျွန်တော်တစ်ချက်ပြန်ထောက်လိုက်မယ်နော်ဟုတ်ကဲ့ဒီမှာနှုတ်လေးထွက်လာရေပေါ့နော်နှုတ်လေးထွက်လာကျွန်တော်တစ်ချက်ပြန်ပြီးပြပါမယ်နော်တောင်လေးထိလိုက်မယ်အဲ့ဆိုရင်အဲနှုတ်လေးကတောင်လေးပြူထွက်လာပေါ့နော်အဲလိုလေးပေါ့ဟုတ်အဲ့ဆိုရင်ကျွန်တော်ကဒီ hot corners ကကျတော့ကျွန်တော်အသုံးဝင်ပါတယ်လေးဘက်လေးလံလုံးအဲလေးဘက်လေးလံလုံးတောင်းနေကိုထိလိုက်တာနဲ့ action တစ်ခုကိုစအောင်မျိုးကျွန်တော်ကလုပ်လို့ရပါတယ် အဲ့လိုပေါ့နော်ဒီ lock screen ကိုရွေးလိုက်တယ်ဆိုရင်တော့ကျွန်တော်ကဟိုအချိန်လေးရှိတဲ့နေရာက download ကိုထိလိုက်တာ ਨੇ macOS ကို lock လုပ်သွားမှာပေါ့နော် okay ပါအဲ့ဆိုရင်ကျွန်တော်ဒီကျွန်တော်တို့အဆင်ပြေလို့အဆင်ပြေတဲ့ဟာလေးကိုတောင်းလို့ရပါတယ်ဟုတ်ကဲ့ပါဒီအခုနောက်ထပ်ဆက်တွေဒီခုကကျွန်တော်ကမြန်မာစာကီးဘုတ်ရိုက်တဲ့ မြန်မာ Unicode keyboard ကိုတုံးပြီးရတာမျိုးပဲဖြစ်ဖြစ်အဲတခြားပြောပြောနဲ့ဘာသာစကားကိုပေါ့နော်ပြောင်းပြီးတုံးတာမျိုးပေါ့အခုဒီမှာဆိုရင်အဲမြန်မာစာရိုက်ထားတယ်ပြီးတော့အင်္ဂလိပ်စာရိုက်ထားတယ်အဲ့ရကိုရိုက်တဲ့မြန်မာစာနဲ့အင်္ဂလိပ်စာပဲဖြစ်ဖြစ်ကိုတခါကြရင်ဂျပန်စကားတက်တဲ့သူတွေကလည်းဂျပန် keyboard ကိုထည့်တာမျိုးရှိကောင်းရှိနေတယ်ပေါ့နော်တတရုပ်ဆိုလည်းတရုပ်ထိုင်းဆိုလည်းထိုင်းလျာပေါ့နော်ဆိုတော့အဲ့လိုမျိုးဘာပဲထည့်တာထည့်တာကျွန်တော်ကကျွန်တော်ကပြောင်းပြီးတော့ရရတာမျိုးရှိရပါတော့ကျွန်တော်တို့ဒီအဲကျွန်တော်ပါတာစကားပြောင်းလိုက်ပြီပေါ့နော် we ဘောနော်ထားပါတော့အဲအင်္ဂလိပ်စကားပြောင်းတာတယ်ပေါ့နော်နောက်ထပ်မြန်မာစကားပြင်ရင်းချင်တယ် okay ပါ yes အဲ့လိုကအဲ့လိုမျိုးပြောင်းတဲ့နေရာမှာဒီ shortcut ကိုပြန်ပြောင်းလို့ရတယ်အခုကျွန်တော်တို့လက်ရှိအဲတီးပီးသားဆိုရင်လည်းအဲနောက်ထပ်ဒီ keyboard တွေ shortcut ကိုပြောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့သူကအခုကျွန်တော်ဆိုရင်လောလောဆယ်ကျွန်တော်ဘယ်လိုပြောင်းလဲဆိုရင် option နဲ့ spacebar နဲ့ပြောင်းထားပါတော့ option key နဲ့ spacebar နဲ့နေလိုက်ရင်အဲဒီဒီမှာဆိုရင် input source လေးပြောင်းသွားပါလိမ့်မယ်ကျွန်တော်ဒီချက်ထပ်နေပြမှာနော်အဲဒါကြတော့ option နဲ့ spacebar ကိုကျွန်တော်နှိပ်နှိပ်တာပါအဲ့တော့ option နဲ့ spacebar ကိုတိတ်ပြီးတော့သဘောမကျတဲ့သူတွေဒါမှမဟုတ်တခြား shortcut တခြား quick key combination နဲ့တုံးချင်တဲ့သူတွေရှိတယ်အဲအဲ့လိုမျိုးပေါ့နော်တစ်ခါကြရင်ဟိုကလည်းရှိသေးတယ်ကျွန်တော် fn key လေးတစ်ချက်ကိုပဲနှိပ်လိုက်တာနဲ့ကျွန်တော်ပြောင်းသွားမျိုးရှိတယ် မက်ဘော့ရဲ့ဘယ်ဘက်အောက်ဆော့တာမှာရှိတဲ့ကဘာလုံးလေးပေါ့နော် FN ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီ import source ပြောင်းလောက်ထားတယ်လည်းရှိရောဟုတ်အဲ့ဒါကြတော့ဘယ်လိုမျိုးလုပ်ရလဲဆိုရင်ဒီ setting နဲ့ကိုသွားရမယ် setting နဲ့မှာဆိုရင်ဘယ်ဘက်အောက်ဆော့တော့ keyboard ကိုတစ်ချက်နှိပ်လိုက်မယ် keyboard မှာဆိုရင် keyboard shortcut အမှဆိုရင် import source ရှိပါပါတယ် import source အဲ့ဒီမှာဆိုရင်အပေါ်ဆုံးဟာလေပေါ့နော် slash the previous import source ပေါ့နော်အခုလောလောဆယ် အဲ့ဒါဆိုရင် keyboard shortcut ကိုပြောင်းချင်တယ်ပေါ့နော်ဥပမာ control နဲ့ space နဲ့ထားချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒါဆိုရင်ဒီဒီနေရာလေးပေါ့နော်အဲ့နေရာလေးကိုကျွန်တော်နှစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင် control နဲ့ space ကို keyboard ကနေရိုက်ပြလိုက်ပါမယ်ဒါဆိုရင် shortcut လေးဟိုဘာလေးပြောင်းသွားပါပြီနော်တခြားဘလို command နဲ့ space တို့ဘာလို့လဲဆိုသွားထားရင်တော့ကျွန်တော်ဒီမှာ conflict တွေဖြစ်ကုန်မှာเนาะဘာလို့ဆိုတော့ပုံမဲ့ပြင် command နဲ့ space ကကျတော့သူက ဟို spotlight အတွက်တုံးတာပါเนาะအဲ့တော့ဒီလိုမျိုး warning sign လေးလာပြတယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးဆိုတော့ကျွန်တော် control နဲ့ speed နဲ့ကိုပြန်ထားအောင်မယ်ဟိုဒါတော့ shortcut အဲ့လိုမျိုးပေါ့เนาะ input source ကို short key combination ဘယ်လိုပြောင်းအောင်လဲဆိုတာပြပြပေးရပါတကယ်လို့မျိုးကျွန်တော် fnd တခုတည်းနဲ့ပြောင်းလို့ရချင်တယ်ဆိုရင်ဒီမှာဆိုရင်ဒီ keyboard shortcut ရဲ့အပေါ်မှာပဲ press ့ FND ပေါ့နော်ဒီကောင်လေး FND ပေါ့ press FND key to ပေါ့ဒီမှာဆိုရင်ကျွန်တော်က FND key ကိုနှိပ်လိုက်လဲဆိုရင် emoji တွေ emoji ပြောင်းဖို့အတွက်ပဲကျွန်တော်ကလောက်ထားပါပေါ့နော်အဲမဟုတ်ဘူးကျွန်တော်အမှ change input source ကိုရွေးလိုက်လို့လည်းရတယ်ဒီဒါဆိုရင်ကျွန်တော်နှိပ်နှိပ်ကျွန်တော်နော် FND key ကိုကျွန်တော်နှိပ်လိုက်တယ်အဲဒီမှာဆိုရင်ပြောင်းသွားတယ်ဒီမှာလည်းကြည့်လို့ရတာပေါ့နော်ဒီမှာကာကြီးဆိုရင်ဒါမြန်မာစာမြန်မာမြန်မာ input source ဖြစ်သွားပြီအဲအင်္ဂလိပ်စာဖြစ်သွားပြီ အဲ့လိုပဲကျွန်တော် impossible ကိုပြောမယ်ဂျပန်တခုကျွန်တော်တခြားဘာသာတကာရရတဲ့တွေလည်းရှိကောင်းရှိနေတယ်ပေါ့နော်ဂျပန်ဖြစ်ဖြစ်ပါဖြစ်ဖြစ်တခုထည့်ရလာမျိုးရှိရကျွန်တော်အလွယ်တကူပေါ့နော်ဟိုပြင်သစ်ကိုထည့်လာမယ်ပြင်သစ်မှာဆိုလည်းယူလိုက်တခုယူလိုက်ပါမယ်အဲ့လောက်လိုက်ပါမယ် okay အဲ့ဆိုကျွန်တော် fng ကိုကျွန်တော်ယူလိုက်တယ်ပေါ့နော်အဲ fng ကိုနှိပ်လိုက်တာနဲ့ဒီမှာပြင်သစ်ဘာသာတကာရဲ့အမေရိကန် အပြင်သစ် keyboard American key US ပြင်သစ် keyboard English keyboard မြန်မာ keyboard ဆိုပြီးရွေးလို့ရပါတယ်အဲ့ဒါပေါ့နော်အဲ့တော့ဒါက import source ကိုကျွန်တော်ရွေးရွေးပြပါအော်ဒါလေးဒီ setting လေးကလည်းတုံးဝင်မယ်လို့ထင်ပါတယ်။နောက်ထပ်နောက်ထပ် setting တွေ set နောက်ထပ် setting တွေဆိုရဲနောက်ထပ်လုံဆောင်ချက်တွေတော်များများရှိသေးရဲ့ဗျ။ဘယ်လိုလဲဆိုတော့ ဟိုလိုဒီ Mac OS အတွက်ပေါ့နော်အရင်ကအသုံးဝင်တဲ့ဟာတွေပေါ့နော်ဒီ setting ဒီဒီ setting application တွေမှာမဟုတ်ဘဲနဲ့တခြားနေရာတွေပေါ့နော်လုံးဝအသုံးဝင်တာရှိရဲ့အဲ့ဒါတွေကိုကျွန်တော်အဲ့နောက်တစ်ခေါက်ကြရင်ကျွန်တော်ပြပြပေးပါမယ်တကယ်ကိုအရင်သုံးဝင်ပြီးတော့အဲတကယ်တကယ်ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာရောနေ့ကိုရေးနေ့စဉ်ပေါ်မှာရောဒီ map ကိုသုံးပြီးတော့အလုပ်လုပ်တဲ့ခါမှာဆိုရင်တကယ် တကယ်ကိုဟာအတုံးကြစေရဖို့ကျွန်တော်တို့အားမခံပါတယ်အဲ့ဒီဗီဒီယိုတွေလည်းကျွန်တော်နောက်ပိုင်းနောက်ပိုင်းအများကြီးအဲကျွန်တော်တို့ဖန်တီးဖို့ရှိပါတယ်ဒီ macOS နဲ့ပတ်သက်တဲ့အကျိုးရှိတဲ့ဟာပဲเนาะအများကြီးဖန်တီးဖို့ရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်လောလောဆယ်တော့ဒီဗီဒီယိုလေးကိုအဲဒီလောက်နဲ့ပဲရပ်ခွင့်ပြုပါခင်ဗျာအမားပိုင်လည်းတောင်းပန်ပါတယ်ဒီနေ့ကနေအဲအမားပိုင်ရင်ကျွန်တော်တောင်းပန်ပါတယ်